ဆရာဟိုတနေ့ပြောတဲ့ပြည့်စုံခြင်းပြည့်စုံခြင်းရှိမှချမ်းသာမယ်အဲ့ပြည့်စုံခြင်းကိုထပ်ပြီးတော့မှာပေါ့နော် psychology ဘက်ကနေပြပြကျင်တာကအဲ့ပြည့်စုံခြင်းလို့ခန်းစားရတဲ့ခန်းစားချက်ရှိသွားရင်လေဘသူ့ဟိုမှာတယ်ပြချင်စိတ်မရှိတော့ဘူးဟိုငါဘာကြီးဖြစ်နေပါလဲဆိုလဲပြပြချင်စိတ်မရှိတော့ဘူးပြောမဆိုရင်ဗုဒ္ဓဗုဒ္ဓနဲ့ဥမာပြရင်ဗုဒ္ဓဆရာကိုအများစုကြည်ဦးတယ်ဗုဒ္ဓက ဘုဒ္ဓရဲ့အစပွင့်မှာပဲကြည်ကြည်ဘယ်နေရာမှာပဲလေးလာလေးလာဘုဒ္ဓကသူ့ကိုမေးမှဖြစ်ရငါမှလေးဓာကြီးပိုင်ဆိုင်ပါတယ်ဓာကြီးရှိပါတယ်ဓာကြီးငါမှလေးစွာတကူတွေရှိပါတယ်ဘာဖြစ်ပါလဲဆိုပြီးသူဘယ်တော့မှမပြောခဲ့ဘူးဒါပေမဲ့သူတခုရှိရနော်သူချပြတဲ့နဲ့သူဆိုရင်သူသူ့ရဲ့ဒီပေါ့နော်တကူစွာအားတွေသူ့ရဲ့ရောင်ကြီးတော်တွေလွှင့်ပေးတယ်ဒီလိုသဘောမျိုးပဲ လွတ်ဖို့အချိန်တန်တဲ့ခါကျရင်ဒါချပြတာပြောမစို့ရင်ဒါကချပြဖို့သူ့မှာအချိန်တန်လို့ကြွားကျင်တဲ့စိတ်နောက်မှသူ့မှာကြွားကျင်တဲ့စိတ်တွေပြီးတော့ဒါကြီးကိုပြမှငါ့ကိုငါစိတ်ချမ်းသာစေမဲ့စိတ်တွေမရှိဘူးအဲ့တခုပေါ့နော်အဲပြောမစို့ဆရာတို့လည်းအဲရှုပ်ပေါ့နော်ကုကုကိုပြလိုက်တဲ့အချိန်မှာအဲ့ပြခြင်းကလေ ကိုကိုကိုပြေဆုံးခြင်းလို့ခံစားရလို့ပြတာလားမပြေဆုံးမဲမပြေဆုံးဘူးလို့ခံစားရလို့ပြတာလားအဲ့ကွာချချက်ရှိတယ်ဒါဆရာရဲ့ကိုတွေ့မလို့ဆရာက psychology လဲလေးလာထားတဲ့သူဆိုတော့ဘလို့ဖြစ်လဲဆိုဆရာကမရှိတဲ့ဘဝကနေစဉ်သက်လာတယ်ဒါကြောင့်မလို့ကိုတကယ်ပေါ့နော်ပတ်စံလေးကိုကိုပိုင်းပတ်စံလေးရလာတဲ့အချိန်မှာလေအဲ့ပတ်စံကိုလေ เออဆရာပေါ့နော်ဆက်ဆက်ချင်း live ပေါ်မှာဆရာရဲ့ Facebook page မှာပေါ့နော်ဆရာတင်ခဲ့တယ်အဲ့ချိန်တော့ကလေကိုကိုကိုပြည့်စုံတယ်လို့မခံစားရအောင်နော်တကယ်ပြောอ่ะတကယ်အမှန်တရားစိတ်ကကြွားကျင်တဲ့စိတ်ကြောင့်မလို့တင်လိုက်တာဒါဒါကိုကိုကိုပြောอ่ะကိုကိုကိုအမြဲတမ်းဆရာလေ့လာတယ်ကိုရဲ့စိတ်ကဘာဖြစ်နေရလဲစူးစမ်းတယ်ပေါ့နော် ဒါကိုဒါနဲ့ဒီဗုဒ္ဓရဲ့ဓမ္မရဲ့ psychology နဲ့ဆက်ဆက်ပြီးလူတွေရဲ့စိတ်နေသဘောထားကိုဆရာကလေကိုကိုကိုပြန်ဆက်စစ်စေချင်တာဒါမှသာလေဆရာတို့ကဘွားမှကြံလေတဲ့အခါမှာလောကဒဏ်နေကြုံလာတဲ့အခါမှာဘွားကိုမှတ်မှန်ကန်ကန်ရွေးချယ်ပြီးတော့မှ မှတ်မှန်ကန်ကန်ရှောက်လန်းနိုင်မယ်ဆိုတာယုံကြည်လို့ပေါ့နော်ပြတ်မဆိုရင်တကယ်ဆရာအရင်တော့ဆရာနဲ့အခုဆရာနဲ့လုံးဝမတူဘူးအရင်တော့ဆရာကကြတော့ဆရာကလေ အဲ့လိုမျိုးကြွားကျင်တဲ့တစ်ခုခုဆိုရင်ကွာဘာလို့လဲဆိုတော့ဘာလို့ကြွားကျင်တာလဲသိလားမပြည့်စုံဘူးလို့ခံစားရလို့ကြွားကျင်တာဘာလို့လဲဆိုတော့ကိုကအဲ့လို show up ပေါ့နော်ကိုကဓာကြီးကိုပြလိုက်မှသူများတွေကကိုဓာကြီးပြတယ်ဆိုတာကိုသူများတွေကလက်ခံပြီးတော့မှလေအဲကန်ကန်လိုက်တာအာနေကလေအာဘောစီမဘာဖြစ်သေးညာဖြစ်သေးသူများတွေပြောတယ်ဆိုတဲ့ခံစားချက်ကိုလူကျင်လို့ဒါဆရာတို့ကဒီဟာကိုချပြတာ ချပြခြင်းမှာနှစ်မျိုးရှိတယ်ဆရာစောနာပြောတယ်လို့ပဲဗုဒ္ဓကလုံးဝသူ့ကိုမင်းမသားဖြေတယ်ဒါပေမဲ့တခါတလေသူပြတဲ့နဲ့လူကြရင်အဲ့တကိုးစွမ်းအားတွေရောင်ကြီးတော်တွေကိုလွှင့်ပေးတယ်ဒါပြတဲ့နဲ့သူပြဖို့လိုအပ်တယ်ဆိုရင်သူလုပ်ပေးတယ်ပေါ့နော် အဲ့လိုပဲဆရာတို့လူရဲ့ပုထုဇဉ်မှာလည်းအဲ့လိုပဲဟိုဆရာတို့ကဟိုကိုတကယ် show off လုပ်တဲ့အခါမှာကွာဒါကကိုရဲ့ဘလို့စိတ်နေသဘောထားနေပြီးပြရလဲတိဖို့လိုအပ်တယ်ဆရာအရင်တော့ဆိုရင်ဆရာကတကယ်ကြွားကြံလို့ပြရတာပြောမစဆရာပတ်ဆံရကလည်းကြွားအဲ့လိုမျိုး line ဟိုမှာတင်တယ်တခုခုဆိုရင်ဆရာ iPhone ဝယ်ရင်လည်းတင်လိုက်တယ်ပြီးတော့ ပါပေါ့နော် cosmetic ပေါ့နော်အာသူများရဲ့အဲ့လိုမျိုးအရင်တော့ဘာလို့လဲဆိုတော့အရင်တော့ကိုကမတုံးဘူးလေမတုံးဘူးအခုမှတုံးဘူးတယ်ဆိုတော့အဲ့အခုမှတုံးဘူးတယ်ဆိုတော့ခန်းစားချက်လေးရလာတဲ့အချိန်မှာကြွားချက်နဲ့စိတ်ကဖြစ်လာတာပေါ့နော် တွားစင်နဲ့စိတ်ဖြစ်လာတဲ့အချိန်မှာဘလို့ဖြစ်လဲဆိုကိုကိုပြည့်စုံတယ်လို့မခံစားရအောင်နော်မခံစားရလို့ဩသူများတွေကငါ့ကိုဒါမြင်ရင်အမလီဆရာကိုအရင်တကယ်ပြောတာဆရာရဲ့တငယ်ချင်းတွေအဲ့လိုလိုပေါ့နော်အေးကန်ကန်လိုက်တာမဖြစ်တဲ့အာဘောစီမာဘာညာအဲ့လိုပြောတဲ့အချိန်မှာလေအာအဲ့လိုပြောလိုက်တဲ့အချိန်မှာခံစားရတဲ့ feeling ကိုဆရာတို့လူအများစုကြိုက်တာဒါကမှန်ကန်တဲ့ခံစားချက်မဟုတ်ဘူး မကန်နဲ့ခန်းစားချက်မဟုတ်ဘူးဆိုတော့ဆရာတဖြည်းဖြည်းနဲ့တိလာတာဒီတနှစ်အတွင်းမှာအများကြီးကိုယ်စိတ်ကိုထွင်းလာတယ်ဆရာဘာမှမလုပ်ဘူးစိတ်ကိုပဲထွင်းလာခဲ့ရတိလာတခါတည်းကြရင်ဆရာကိုကိုပေါ့နော်တခါတည်းဂျပန်စားတွေတောင်မှဆရာမလေ့လာဘူးအဲ့စိတ်ပိုင်းဆိုင်ရာပဲအများကြီးသင်တန်းတွေတက်ပြီးလေ့လာခဲ့ရပါတော့ဒါကြောင့်လို့ဟိုဆရာကလေ ဆရာတိတဲ့အရာလေးဝင်းမြရတယ်ဝင်းမြပြီးတော့မှတခုရပါစေကြအားကြောင့်မလို့ကွာကိုကိုကိုပြန်မေးကြည့်ပါကိုက line ပေါ်တွေမှာ show up line ပေါ်မှာမဟုတ်ဘူးအပြင်မှာပဲဖြစ်ဖြစ်အဲ့လိုမျိုးတစ်ဖက်သားကိုပြောချင်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးကိုကိုကို show up လုပ်ချင်တာပြီးဆိုအဲ့ show up လုပ်တာကပြေစုံနေလို့ခံစားရလို့လုပ်တာလားမပြေစုံဘူးလို့ခံစားရလို့လုပ်တာလားအရင်ကြီးကြည့်တယ်ဘာလို့လဲဆိုတော့ဒီပြေစုံခြင်း ဆိုတဲ့ခန်းစားချက်ကိုခန်းစားရမှသာဆရာတို့ကချမ်းသာတကယ်စစ်မှန်တဲ့ချမ်းသာမှုရမယ်ဆိုတာကိုဆရာအရင်တပတ်ကပေါ့နော်အရင်ဗီဒီယိုထဲမှာပြောထားတယ်အဲ့ဒီအတိုင်းပဲတကယ်လက်တွေ့မှာလည်းအဲ့လိုပဲဆရာအရင်တော့အဲ့လိုမျိုး show up လုပ်တယ်တကယ်တော့ဆရာနောက်ကွယ်မှာပြိုလဲနေရပါတကယ်သူများတွေကိုကြွားကျင်တယ်သူများတွေအဲ့လိုမျိုးကိုယ်အထင်ကြီးအောင်လိုချင်လို့ဆရာအဲ့လိုမျိုးတင်တာဒါကြောင့်မလို့သူတို့တွေအဲ့လိုမျိုးပြောတဲ့အချိန်ပါလေခန်းစားတကယ်တော့လေ အဲ့ feeling ကိုလိုချင်တာတကယ်မှအဲ့ feeling ကခဏတာပဲခဏတာခံစားချက်လေးပဲအဲ့ခံစားချက်ကဆရာတို့ကိုစစ်မှန်တဲ့ချမ်းသာမှုမပေးဘူးဆရာရင်ပြောရတယ်သူများကြောင့်ရတဲ့ခံစားချက်ကဘယ်တော့မှစစ်မှန်တဲ့ချမ်းသာမှုမဟုတ်ဘူးဒါတကယ်ပဲအဲသူများဆိုရလည်းမတေချာဘူးကိုကိုကိုတောင်မှမတေချာတဲ့ဘောနော်လောကဓမ္မတာကြီးတဲ့မှာလေဘာလို့ဘောနော်သူများ သူများရဲ့အပေါ်မူတည်ပြီးတော့မှဆရာတို့ရဲ့စိတ်ခံစားချက်ကပျော်ရွှင်မှုတွေရှိမှလဲ relationship တွေမှာလဲအဲ့လိုပဲသူချစ်ပေးမှသူလက်ဆောင်ပေးမှ ူငါ့ကိုဖုံးစံမှာသူဘာဖြစ်မှာသူညာကြီးဖြစ်မှာငါတို့ကပျော်ရွှင်မယ်ဆိုရင်ဒီ relationship ကဘယ်တော့မှကြာရှည်မခံဘူးကြာရှည်ခံခဲ့ရင်တောင်မှဒါကတကယ် healthy relationship လုံးဝမဖြစ်နိုင်ဘူးဒါဆရာကိုသွေးမလို့ပေါ့နော်အဲဆရာကိုသွေးလည်းဟုတ်တယ်ဆရာတန်တန်းတက်တာရေဟုတ်တယ်ဆရာရဲ့ mentality ရဲ့ပေါ့နော်ဆရာတို့မြင်နေရတဲ့တကယ် mentality ရဲ့သူတို့ရဲ့ relationship တွေကိုကိုသေးပြတာလေးလည်းရှိတယ်ပေါ့နော်ဒါကြီးအပေါ်မှာ motive ပြောမှာဆရာပြပြတကယ်ကိုအမှန်တရားပဲဆရာအရင်တော့က ရှုပ်ဝဲပေါ့နော်လှုပ်တဲ့အချိန်မှာမပြည့်စုံခြင်းမို့လို့နောက်ွယ်မှာဆရာမပြည့်စုံဘူးလို့ခံစားရလို့တကယ်ရှုပ်ဝဲလှုပ်တာအဲကြောင့်မလို့ဟိုဆရာတို့ပြန်ကိုကိုကိုပြန်ကြည့်ဘူးကကိုရှုပ်ဝဲလှုပ်တာလှုပ်လို့ရတယ်ဒါပေမဲ့အရှုပ်ဝဲလှုပ်တဲ့နောက်ရခံစားချက်မှာကိုယ့်ရခံစားချက်ကဘာခံစားချက်လဲပြည့်စုံခြင်းပြည့်စုံတယ်လို့ခံစားရလို့ဒီ show up ပေါ့နော်ပြတာလားမပြည့်စုံဘူးလို့ခံစားလို့ပြတာလားဘာလို့လဲဆိုတော့ဆရာဘာကွာချက်ချက်တည်းရှိတယ်အရင်တော့ဆရာအဲ့လို show up လုပ်တဲ့အချိန်မှာနောက်ွယ်မှာမပြည့်စုံဘူးလို့ခံစားရလို့လုပ်တယ်အခု ပေါ့နော်အဲတဖြည်းဖြည်းလေ့ကျင့်လာပြီးအဲ့ပြည်စုံမှုကိုရှာဖွေနေတဲ့အချိန်မှာတကယ်ပြည်စုံမှု အစစ်အမှန်ကိုတွေ့တဲ့အချိန်မှာဆရာလုံးဝအဲ့လိုမျိုး show up မလုပ်တော့ဘူးပြောမဆို show up လုပ်တယ်ဆိုရင်တောင်မှအဲ့ show up ကဆရာလူတွေကိုပြတယ်ဆိုတဲ့အရာတွေကလူတွေကိုမဖြစ်မနေအတုံးပြူစီခြင်းတို့ဟိုမဖြစ်မနေ investment လုပ်စီခြင်းတို့တခုပဲရှိတယ်အဲ့စိတ်ပဲရှိတယ်ဆရာကြွားခြင်းတဲ့စိတ်လုံးဝကိုမရှိပါဘူး ပြောလေပဲမဆရာဘာကြီးဝယ်ပါလဲညာကြီးဝယ်ပါလဲဆိုပြောမှလဲဟိုဘသူ့မှာလဲအဲ့လိုမျိုးကြီးကွာဟိုမပြောဘောเนาะပြောမှဆိုဆရာဘီမိသားစုတောင်မှမပြောတခါတည်းသူကဆရာကိုမြင်နေဆိုရင်တခါတည်းဆရာကဒီမှာပြည့်နေအောင်အဲ့လိုမျိုးမြင်နေဆိုရင်ဒါလေသူကအဲ့လိုမျိုးပြောတာဗောเนาะဆရာဟဲ့ဘာကြီးဝယ်ထားရလဲဘာကြီးညာလဲအဲ့လိုမျိုးဟိုပြောမှဆိုကဟို သူတို့ဆရာအဲ့လိုပြလိုက်လို့သူများတွေအထင်ကြီးမှဆရာရဲ့စိတ်ကပျော်မှလည်းမဟုတ်ဘူးဒါတွေကဆရာရဲ့ကျမ်းမာရေးအတွက်နောက်ပိုင်းသုံးလာတဲ့အရာတွေပေါ့နော်နောက်ပိုင်းဆိုရင်ဆရာကအဲ့လိုမျိုးဆရာ cosmetic တွေ body bag တွေကကြတော့လုံးဝမလိုက်ဘူးဆရာအလှပတယ်အရင်စိတ်ဝင်စားတဲ့သူမဟုတ်တော့အဲ့ဘက်တွေကိုမသွားဘူးပေါ့နော်ကိုကကျမ်းမာရေးနဲ့ပတ်သက်တဲ့အရာတွေရဲ့အဖြစ်ဖြစ်ချင်းပဲသွားတယ်ပေါ့နော်အဲ cosmetic ကဟိုလိုမျိုးမတုံဘူးကို့အတွက်အဲ့လို matcha တို့ အဲ့လိုမျိုး lotion တို့ဘာကြီးလောက်နည်းနည်းပါပါပေါ့နော်ကိုယ်အတွက်နည်းနည်းအအဆင်ပြေလောက်မဲ့အရာလေးပေါ့နော် skin care ပုံစံမျိုးလောက်ပဲအများကြီးမသုံးဘူးအဲ့ဘက်တွေကလည်းဟိုကိုလည်းမကြွမ်းကျင်ဘူးဒါပေမဲ့အဲ့ရာကြီးရဲ့ဆိုးကျိုးတွေကိုလည်းတိထားဖြစ်တဲ့အတွက်အဲ့ဒါကိုလုံးအများကြီးမသုံးတာပေါ့နော်အသုံးသုံးပြရင်လည်းဆရာပြတယ်ဘာလို့လဲဆိုတော့လူတွေကိုလေဟို ဈေးဈေးကလည်းအဆင်ပြေပြေနဲ့တကယ်ကျမကြီးနဲ့ညီညွတ်တဲ့အရာလေးဖြစ်စေချင်တော့ပေါ့နော်အဒီမှာဆိုရင်ကျမကြီးနဲ့လည်းညီညွတ်တဲ့အဲဈေးကလည်းအများကြီးမကြည့်ဘူးပေါ့နော်ဟိုပြောမစို့ဘက်စုံလေးရှောက်တုံးနေရတဲ့ဆိုင်ရင်လေအဲဒါကြောင့်မလို့ပေါ့နော်ဆရာတို့ကအဲ့လိုမျိုးဒီနေ့မှဆိုရင်တော့ အလိုက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 ိုပြန်ဝင်ကြည့်ဖို့လိုအပ်တယ်။အဲဆရာတို့ကို show up လုပ်တဲ့အခါမှာပြည့်စုံခြင်းလို့ခံစားရလားမပြည့်စုံမှုလို့ခံစားရလားဒါကအရန်ရေးကြည့်ရလူတယောက်ချင်းစီမှာတုံနဲ့တုံမတူဘူးလေ။ပြလို့ရတယ်ဗုဒ္ဓကလည်းပြတာပဲသူ့ရဲ့တကူဆွားလေးပြတယ်။ပြချိန်တိုင်းပြတယ်။ဆရာလည်းအလိုပဲဆရာဒီလိုမျိုးပြောဖို့အချိန်တန်တယ်လူတွေအတွက်တကယ်ကိုအတိတစ်ခုခုရပါစေကြောင်းဆိုဆရာပြောတယ်။အဲပြောမှဆိုကဆရာဒီဟာလေးအရွတ်တမင်ကို investment လုပ်တဲ့နော်ဒါကြီးကြတော့ဘာလို့လဲဆိုတော့ဆရာတို့ကဟို မရှိလို့မတုံမတုံလို့လည်းမရှိဘူးဖြစ်နေမှာဆိုလို့ပြောမှဆိုကအဲဆရာရင်ငနေကဆရာကပတ်စံနေမရှိဘူးမရှိခင်ကအွန်ကုပ္ပစံကိုဘယ်နေရာမှာအတုံးချလဲအပေါ်မှာမူတည်ရလေဆရာအရင်တော့ဆရာတို့ကကွာငါပစံကြီးမရှိပါဘူးငါဘာမှမရှိပါဘူးကုကုကအမြဲတမ်းတိမ်ငယ်တဲ့စိတ်ကုကုကအားများတဲ့စိတ်ကုမှမရှိဘူးမရှိဘူးမရှိဘူးဆိုတော့အတွေးတွေနဲ့ပဲရှစ်ဆက်နေမှာဆိုလို့ပေါ့နော်အာ ဆရာလည်းမရှိတဲ့ဘဝနဲ့ဆင်းသက်လာတယ်။ဒါပေမဲ့ဆရာကဆဲရဲ့မုံဘိုးတွေကိုစွတ်စွတ်ပြီးတက်နန်းတက်ခဲ့တာ။အဲ့တက်နန်းတွေကနေပြီးမှရလာတဲ့အဲ့လိုမျိုးအကျိုးကျေးဇူးပေါ့နော် advantages တွေကိုဆရာကတဖန်ပြန်ပြီးတော့မှ investment ပြန်လုပ်တယ်။အဲ့ investment ကသူများတွေအတွက်လေအာဟိုရွှေတွေ ငွေတွေအဲ့လိုမျိုးဟိုတကယ်ပေါ့နော် materialistic အဲ့လိုမျိုးကားတွေဟိုတွေပူရှန်နေပူရှန်နေလို့ဝယ်တယ်ဆိုတာကိစ္စမရှိဘူးမပူရှန်မဲနဲ့ဝယ်တယ်ဆိုရင်ဒါကြတော့ကိုကိုတုံးချလိုက်တဲ့ investment အပေါ်မှာ multiple ကိုကပြန်ရမှာပဲပြန်လို့ဆိုဆေးရမှာအများကြီးပုံမရှမ်းဘူးပုံမရှမ်းတော့ကို့အတွက် တကယ်ကို investment ကို့စီမှာပဲဘသူမှကို့စီရနဲ့ခိုးသွားလို့မရတဲ့ investment ကိုပဲဆေးရလုပ်တယ်အရင်ကတည်းကအဲ့လိုလုပ်ခဲ့တာဆေးရကလေအရင်ကဆေးရမိဘတွေစတဲ့အဲ့လိုမွန်ပိုးတွေရတယ်မွန်ပိုးတွေရတယ်ဆိုဆေးရကအားကြောင့်မလို့ဆေးရကအဲ့လိုမျိုးခီးမသွားဘူးဘူးပြောလို့ဆိုခီးကွန်နေပြောမှာကြောင်းတက်ခဲ့တာတောင်မှနေရာဆုံးမရောက်ခဲ့ဘူး ဲ့လိုမျိုးမသွားဘူးဟိုသွားရင်ပဆန်ကုန်တာဟိုကို့မှာပဆန်နည်းနည်းပဲမုံဘွားကြံတာလေကြံတဲ့ပဆန်လေးကိုဆရာကတင်တန်းတက်တယ်အဲ့တင်တန်းလေးရလာတဲ့ပေါ့နော်ဒီလိုမျိုးအဲ့လို knowledge ဒီဒီဟို investment ပြန်လုပ်တယ်ပြောမလို့အခုကျမ်းမာရေးကွာကျမ်းမာရေးနဲ့ပတ်သက်ပြီးဆရာတင်တန်းတက်တယ်အဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့မှဆရာဟိုပဆန်ကွာဟို ကားတွေဟိုရွှေတွေငွေတွေအဲ့လိုမျိုး တကယ် materialistic တွေဝယ်ဖို့လောက်မပူရှံဘူးမပူရှံတဲ့အတွက်အဲ့ရာကိုတကယ်ကိုယ့်အတွက်ပေါ့နော်အာဘယ်သူမှခုမသွားနိုင်တဲ့ ပေါ့နော်အဲကိုစီမှာပဲကြံနေမဲ့ investment လုပ်တယ်အခုကျမ်းမာရေး investment လုပ်တယ်ပေါ့နော်ဒါကြီးလဲဆရာချပြရတယ်ဒါကြီးကအရွတ်တမင်ကိုချပြတာဆရာပြောတယ်လို့ပဲကိုရလာတဲ့ပတ်စံကိုဘယ်နေရာမှာအသုံးချလဲပုံမူတည်ပြီးအောင်မှအဲ့ရကိုစီပြန်လာမှာလေနော်ဘာလို့ဆရာကျမ်းမာရေးဘာလို့အရွတ်တမင်လုပ်တာလဲဆိုတော့ဆရာကကျမ်းမာရေးဆိုကျမ်းမာရေးမကောင်းတဲ့အခါကျမှဒါဆရာတို့ကကျမ်းမာရေးကောင်းခြင်းရဲ့အကျိုးကျေးဇူးတွေကို သိရလေနော်အဲ့လိုပဲဆရာကကျမ်းမာရေးမကောင်းတဲ့အချိန်တုန်းကကြုံခဲ့ဘူးတော့အဲ့ကျမ်းမာရေးမကောင်းတဲ့အရာတွေကိုခံစားမှုတဲ့အချိန်မှာကျမ်းမာရေးပဲကောင်းကျင်တယ်အဲလိုမျိုးကျမ်းမာရေးကောင်းတဲ့အချိန်မှာတဖန်ပေါ့နော်ကိုလုတ်ချင်တဲ့အရာတွေကိုပို့ပြီးလုံနိုင်နေဆိုတော့ယုံကြည်လာလို့ပေါ့နော်အဲတကယ်ပြောဆဲဂျပန်ရောက်ပြီးတော့မှဂျပန်စာရေးတောင်မှမလေ့လာပြဖို့အဲ့ဘက်ပိုင်းတွေကိုပို့ပြီးတော့မှလေ့လာတယ်လေ့လာတာကိုကိုကိုသွားချင်တဲ့လမ်းကြောင်းဖြစ်တာရောဟိုဟာရောဟိုဘယ်လန့်စတော့မျှပါဘောတခါတည်းတည်းဆရာလည်းငပြင်းကြည့်ရဲ့အဲ့လိုမျိုးဟို ကိုစိတ်ဝင်စားတဲ့အရာပဲအဲ့လိုမျိုးလုံရင်လုံရင်လည်းတစ်ဖက်မှာအဲ့လိုမျိုးအားနည်းချက်တွေရှိလာတယ်ရှိရဲပေါ့နော်အဲတစ်ခါတလေအားကြောင့်မလို့ကိုကို balance ပြန်ညှိရတယ်အဲ့တော့ဒီနေ့ဒီနေ့လေးကကြတော့ဆရာကလေကိုယ့်ရဲ့စိတ်ကိုအမြန်ဝင်ကြည့်ပါကို show out လုပ်တဲ့အခါမှာဒီလိုမပြည့်စုံဘူးလို့ခံစားချက်နဲ့လုပ်တဲ့အချိန်နဲ့အခုဆရာပေါ့နော်တကယ်ပြည့်စုံတယ်လို့ခံစားရတဲ့လှုပ်ဆောင်ချက်တွေကလေလုံ့ဝကိုချမ်းသာတယ်ဘာလို့လဲဆိုတော့ energy ကွာတယ်အရင်တော့ကလေဆရာလေမနေ့ကလေဘာလို့ပြောလဲ ဗီဒီယိုတွေဝင်ကြည့်ဖြစ်တယ်ကိုယ့်ရဲ့ဗီဒီယိုတွေပေါ့နော်အရင်တော့ဆယ်ရာနဲ့အခုဆယ်ရာနဲ့လုံးဝကိုကွာခြားချက်ရမ်းကွာခြားတယ်ဘာကွာခြားလဲလို့မေး energy ကွာခြားတာပဲဆရာကိုမြင်လိုက်တာနဲ့ဆရာအရင်တော့ဆိုအရန်ကြွားခြင်းနဲ့အဲ့လိုမျိုးအဲ့ကြောင့်လေလိုင်းပေါ်တင်တာဟုတ်အဲ့လိုမျိုးတွေရှိရတကယ်ဆိုအဲ့ဒါမပြည့်စုံလို့ခံစားရလို့ဆရာကတင်တာတိလားအဲ့ကြောင့်မကိုကိုကိုအဲ့လိုမျိုးတွေ show out လုပ်ချင်ပြီဆိုရင်ကိုကဘယ်နေရာ ကနေလာလာလဲပြန်မေးကြည့်ဖို့လိုအပ်တယ်ဒါမှသာဆရာတို့ကအဲကိုယ်စိတ်ကိုတိမှသာဒါတွေကတဖန်ပေါ့နော်ဟိုပူပီယောမှာ ဒီလိုမျိုးတွေတိ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 လာမှဒါအာတစ်ဖက်မှာကိုတကယ်သွားကျင်တဲ့လမ်းကြောင်းကိုဆရာတို့ရှာဖွေတွေ့ရှိနိုင်မှာမလို့မဟုတ်ဘူးဆိုရင်ကွာသူများတွေကိုပြမယ်သူများတွေကအထင်ကြီးမယ်သူများတွေသူများတွေသူများတွေအပေါ်မှာမူတည်ပြီးကိုယ့်ရဲ့ပျော်ရွှင်မှုကြီးကဖြစ်လာမယ်ဆိုဆရာပြောတယ်လို့ပဲစိတ်ချမ်းသာမှုမရှိရင်လောကကြီးမှာဆက်ပြီးရှင်သန်ဖို့အရင်ခက်ခဲတယ်ပေါ့နော်ဒါကြောင့်မလို့စိတ်ချမ်းသာဖို့ဆိုရင်ဒီအရာလေးတွေကလက်ဆိုက်ကိုလော်ဂျီဘက်ကနေအရင်ရေးကြည့်တဲ့အကြောင်းလေးဆရာပြပြပါ အဲ့လိုမကိုစိတ်ကိုရဲ့စိတ်ကိုအမြန်ဝင်ကြည့်ပါပေါ့နော်အဲ့ဝင်ကြည့်ခြင်းကကိုတိုင်းပေါ်မှာပဲကိုကပြခြင်းပြခြင်းသူများတွေကိုပဲကြွားခြင်းကြားခြင်းဘလိုပဲကြွားခြင်းကြားခြင်းအဲ့ကြွားခြင်းကဘယ်နေရာကနေလာတာလဲကိုရဲ့ဘယ်နေရာအစိပ်ပိုင်းနေလာတာလဲဆိုတော့အမြန်မေးကြည့်ဖို့လိုအပ်တယ်ဆိုတာကိုဆရာကဒီနေ့လေးမှာဝင်ပြလိုက်ပါရဲ့ I love you thank you so much